အခုကျွန်တော်ပြောပြမယ့်ဗီဒီယိုဖိုင်ကတော့လက်ရှိဒီ Dell Inverter တွေကို installation လုပ်တဲ့အခါမှာဒီ online ကနေပြီးတော့ဟလာအောက်ခြေမှာဖြစ်ပျက်နေတဲ့ battery tempo တွေ solar block track နေတယ်လဲလုံးအသုံးအောင်ဘယ်လောက်ရှိနေတယ်လဲဒါတွေကိုကျွန်တော်တို့ကသိနိုင်ဖို့အတွက် online data monitoring အာလုတ်တယ်ပေါ့နော်လုတ်တဲ့အခါမှာအဲဒီ online data monitor တွေလုတ်တဲ့ software solar mass map မှာ ကျွန်တော်လိုချင်တဲ့ data တွေကအောက်ခြေမှာတကယ်အမှန်တရားပကတိတိုင်းရှိနေပေမဲ့တကယ်လက်တွေ့ဒီ online မှာကြတော့အမှန်မပြနေဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းတဲ့နီလန်းလေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ဒီ video file ရဲ့အဓိကရည်ရွယ်ချက်ကကျွန်တော်လိုမျိုး error ကြုံတွေ့လာတဲ့အခါမှာအလွယ်တကူဖြည့်ရှင်းနိုင်ဖို့ပထမတစ်ချက်ရည်ရွယ်တယ်နောက်တစ်ချက်ကတော့ကျွန်တော်ကိုယ်တိုင်နောက်တစ်ချိန်မှာဒီလို error မျိုးထပ်ကြုံခဲ့ရင်ဟိုလာပြဿနာကို အဖြစ်ပြန်လိုက်ရှာနေရတဲ့ဘဝမျိုးကိုမလုပ်ချင်တော့ဘူးမှတ်တမ်းမှတ်ရလေးတစ်ခုအနေနဲ့ကြံခဲ့စေချင်လို့ဒီဗီဒီယိုဘိုင်ကိုလုပ်ထတာဖြစ်ပါတယ်အဲ့တော့ဖြစ်စဉ်ကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့အင်တာအေရန်ကုန်တိုင်းမှာကျွန်တော်စင်ထားပေးခဲ့တယ်စင်ထားပေးခဲ့တဲ့ဥစ္စာကစင်ပြီးတဲ့အခါမှာကျွန်တော်ဒီ online ကနေပြီးတော့ကြည့်လို့ရအောင်ဆိုပြီးတော့ဒီ solar mass band မှာ account ဖောက်ပြီးတော့အဲ wifi ထိတ်လိုက်တယ်ပေါ့နော်ထိတ်လိုက်တဲ့အခါမှာတကယ်လက်ဒီ online monitoring ကြည့်တဲ့အခါမှာဒီ solar က2.5 0.5 kW ထွက်နေတယ် battery 1.58ကျွန်တော် kW နဲ့အာဒါသူကအားသွင်းနေတယ်ပေါ့နော်ဒီဘက်ကပုံစံတိုင်းအဲ့ဒီချိန်မှာ solar က2000ထွက်နေတယ်အသွင်းက1500ရှိနေရင်လုံသုံးကကျွန်တော်1500ဝက်ဖြစ်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ solar က3တလောက်ကိုပဲထုတ်ပေးတာပေါ့နော် solar အချက်တရာပဲတက်တက်တစ်ထောင်ပဲတက်တက်ဘလောက်ပဲတက်တက်ဟလာအတုံးစီမှာ solar ကထွက်တာဖြစ်တယ်အဲ့တော့လက်ရှိမှာ2000ထွက်ရင်သူဒီ ဘရီယာ1500နဲ့တွင်းနေရင်အတုံးက900ရှိရမယ်ဒါပေမဲ့ဆော့ဝဲမှာကြီးလိုက်တဲ့ချိန်မှာအတုံးက352ဝက်ပဲပြနေတယ်ပေါ့နော်ဒါပေမဲ့အင်ဗာတာမှာသွားကြည့်အောက်ခြေတကယ်လက်တွေ့တက်ထားတဲ့အင်ဗာတာမှာသွားကြည့်ရင်တော့အမှန်တယ်ဆိုလာက2000ထွက်တယ်ဘက်ထရီကို1500နဲ့တွင်းနေတယ်အတုံးက900ရှိတယ်ဆိုပြီးတကယ်အင်ဗာတာမှာဆက်ကြီးမှာမှန်နေတယ်ဒါပေမဲ့ဆော့ဝဲမှာကမှန်မနေဘူးဟုတ်လားဆော့ဝဲမှာက3000ထွက်လာပြီးတော့ဘက်ထရီကို1500နဲ့တွင်းနေလဲ ဒီစော်ဝဲမှာပြတာက352ဝက်အဲဒီ400ဝက်ဒီလောက်ပဲပြတယ်ဟုတ်လားဝက်တကယ်သုံးနေတာကစက်မှာကြည့်လိုက်ရင်1500လောက်ရှိနေတယ်ဒါပေမဲ့ online မှာတကယ်အမှန်ကိုမပြဘူးဘက်ထရီကိုပြတာမှန်တယ် solar attract ပြတာမှန်တယ်ဒါပေမဲ့အသုံးပြတာကမမှန်နေဘူးเนาะဒါကလက်ရှိအောက်ခြေမှာဖြစ်ပျက်နေတဲ့ဥစ္စာ ਨੇ အာဒီဆို online မှာပြနေတဲ့ဥစ္စာမှန်မှန်တော့ပြောပြတာပေါ့เนาะအဲ့တော့အဲ့ဒီဘယ်လိုမျိုးပြဿနာဖြစ်နေတာကို ပထမတစ်ချက်ကကျွန်တော်တို့ကဒါဒီဒဲကြီးစာပါကပြဿနာတက်နေတာလားဆိုပြီးတော့၃လ၅ရက်လောက်ကျွန်တော်တို့စောင့်ကြည့်ခိုင်းတယ်ဒါပေမဲ့၃လ၅ရက်တပတ်လောက်ကြာတဲ့အခါမှာလည်း DJ တာပြောင်းလဲရဖြစ်မသွားဘူးအဲ့တော့ကျွန်တော်တို့ကဖြည့်ရှင်းဖြစ်နိုင်တဲ့နီလန်းကကျွန်တော်စဉ်းစားရပြီဟုတ်လားတကယ်ဆက်မှာကမှန်နေတယ်ဒါဆိုရင်ဆက်ကနေပြီးတော့ကျွန်တော်ဒီဟိုပါဘောနော်အဲ data log ကိုကျွန်တော်တို့ကဒီ ဆက်ကနေပြီးတော့ပို့တယ် data log ကနေ wifi ချိတ်ပြီးတော့ cloud server ကိုပို့တယ် server ကနေမှတစ်ဆင့်ကျွန်တော်ဖုန်းထဲကိုပြန်လာတယ်အဲဖြစ်စရာဒီလိုပေါ့နော်ကျွန်တော်ဒါ inverter ပေါ့နော် inverter inverter ကနေဘယ်ကိုပို့လဲဆိုတော့ data log ကိုပို့တယ်နော် data log ကိုပို့တယ် data log ကနေမှကျွန်တော် cloud ကိုသွားတယ် cloud ကနေမှတစ်ဆင့်ကျွန်တော်တို့ဖုန်းစီကိုပြန်လာတယ်အဲအဲ့လိုမျိုးအခြေအနေမှာတကယ်ဥစ္စာကဒီလိုဖြစ်နေတဲ့အခြေအနေမှာ inverter က data အမှန်ရနေတယ်ဆိုတော့ data log ကိုပို့တဲ့အခါမှာ data log ကမဖတ်တာလား data log ကကလောက်ကိုပို့တဲ့အချိန်မှာ data log ကမပို့ပေးတာလားအဲ့တော့ data log မှာပြဿနာရှိနေတယ်လို့ကျွန်တော်ယူဆတယ်ဗောနော်ပထမတစ်ချက် data log ကိုလဲဆမ်းမယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားတယ်အဲနောက်တစ်ချက်ကတော့ daily တွေမှာဘာပြဿနာပဲတက်တက်ပထမဆုံးဖြေရှင်းတဲ့နည်းလမ်းကတော့ software update လုပ်တာ firewall update လုပ်တာကိုကျွန်တော် လုပ်ပေးရတယ်လုပ်လိုက်လို့ရှိရင်ပြဿနာတော်တော်များများပြည်လည်သွားတယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်က အဲဒီဥစ္စာကို data log ကိုလဲမစမ်းခင်မှာဘာလုပ်လိုက်လဲဆိုတော့ဒီ inverter ကြီးကိုကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ firmware update လုပ်လိုက်တယ်နော် firmware firmware update လုပ်တယ် firmware update လုပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒီ online monitoring software ဖြစ်တဲ့ solar mass map မှာကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာ လက်ရှိ data ဒီအမှန်ပြသွားပါတယ်ပုံစံဘယ်လိုဖြစ်သွားလဲဆိုတော့ inverter မှာသွားကြည့်ရင်လဲ solar 1300ထွက်နေတယ် charging က28ဝက်နဲ့တွင်းနေပြီးတော့ load သုံးက1190ဝက်နီးပါးကျွန်တော်တို့ရှိနေတယ်ဗောနော်အဲအဲ့တော့မှန်သွားတယ်ဗောဗျာပြောချင်တာအဲ့တော့ဒီပြဿနာလေးမှာကျွန်တော်ပြောချင်တာက online data monitoring software မှာမှန်မှန်နေဘူးဆိုရင် ပထမဆုံးကျွန်တော် inverter ကို firewall update လုပ်လိုက်လို့ရှိရင်ဒီပြဿနာလေးတွေပြည်လည်သွားတယ်လို့ပြောချင်တာဖြစ်ပါတယ်။ဆက်မှာမမှန်နေဘူးဆိုရင်တော့ငကူအောက်မှာတက်ထားတဲ့ inverter မှာကိုကမမှန်နေဘူးဆိုရင်တော့အခု firewall update လုပ်လို့အဲရာကောင်းရနိုင်တယ်လို့တခြားသောကျွန်တော်တို့ဒီ installation fault တွေကိုလိုက်ပြီးတော့ရှာပြီးတော့မှလောက်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီသင်ခန်းစာလေးရတော့ဒီ video file လေးရတော့ တကယ်အောက်ခြေဆက်မှာမှန်နေပြီးတော့ online data monitoring လုပ်တဲ့ solar man smart မှာမှန်မှန်နေတဲ့ပြဿနာလေးကိုဖြေရှင်းတဲ့နည်းလမ်းလေးကိုပြောပြခြင်းပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်